ရီးမီးယားလိရွှေလဲစုကိုနှစ်ယောက်စလုံးပူးတွဲရရှိသွားပါတယ်မက်ဆီနဲ့ဒေးဗစ်ရာယာနှစ်ယောက်စလုံးရရှိပါတယ်ကွန်ဂရက်ဂျူလေးရှင်းပါဒေးဗစ်ရာမနစ်ကလည်းကလင်းရှိ16ချိန်နဲ့ရွှေလဲ8ချိန်ရခဲ့တယ်ဒီနှစ်လည်းကလင်းရှိ13ချိန်နဲ့ရွှေလဲ8နောက်ထပ်8ချိန်နေနေဆက်ရရှိတဲ့အတွက်အကုန်ယူပါတယ်။မက်ဆီဒီလေမနစ်ကကလင်းရှိတစ်ချိန်နဲ့ ရွှေလဲစုကိုဝေးခဲ့ပေမဲ့ဒီနေ့ကလင်းရှိ73ကြိမ်နဲ့ပူးတွဲရွှေလဲရခဲ့ပါတယ်။ချန်ပီယံလီဂ်ဝင်ခွင့်ရခဲ့တဲ့ပရီးမီးယားလီဂ်အသင်း6တင်းကိုဖော်ပြထားပါတယ်။ကြီး6ကြီးမှာကြီး9ကြီးဝင်သွားတာပေါ့။ဒါပေမဲ့နျူကာဆယ်ကိုတော့ကျွန်တော်တို့ကတော့အသင်းကြီးလို့တတ်မှတ်လို့မရဘူး။သူကရေနံအသင်းပဲ။သူဒီငွေကြီးချမ်းသာတယ်။ကစားသမားအင်အားဖြစ်တင်နိုင်တယ်။ အဲ့အတွက်ကြောင့်ချန်ပီယံလိဝင်ခွင့်ရခဲ့တယ်လို့ယူဆတယ်။ပြီးတော့နျူကာဆယ်ရဲ့ကစားပုံကစားကွက်ဒနာအင်အားဒါတွေကြောင့်လည်းချန်ပီယံလိဝင်ခွင့်ရတယ်လို့ပြောရမှာပေါ့။မန်စီးတီးနဲ့ချဲဆီကတော့ဒီနေ့မှအပြည့်ထွက်တာပေါ့။ကျန်တဲ့အသင်း၃သင်းကတော့အရင်ကအပြည့်ထွက်တာပါ။ Good night ပါ။